အာအမျိုးသမီးနဲ့အတူနေတဲ့ခါမှာအဲတုပ်ရင်လုံးဝမထွက်ဘူးဆိုတဲ့အကြောင်းကိုလာပြီးတော့မေးထားတာကိုကျွန်မပြပြပေးမယ်ပေါ့နော်အဲ့တော့ကိုကနေပြီးတော့မှကိုရဲ့အမျိုးသမီးနဲ့အတူနေတဲ့ခါမှာအတူနေတာကတော့ပြီးမြောက်သွားတယ်ဒါပေမဲ့တုပ်ရင်မထွက်ဘူးတုပ်ရင်မထွက်ရဲဆိုးကျိုးရှိလားဆိုရင်တော့သူကဆိုးကျိုးကတော့မရှိဘူးဒါပေမဲ့ကိုကအိမ်နောင်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးလိုချင်တဲ့ခါမှာဆိုလို့ရှိရင်တော့အခက်အခဲတွေရှိနိုင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါမာ အမမျိုးဦးနဲ့ဒါကတရားအမျိုးသားရှိတဲ့တုတ်ရည်နဲ့တော့တွေ့မှတော့လင်းကလေးဖြစ်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီကလေးမရနိုင်ဘူးပေါ့အဲပြီးတော့ဗာလဲဆိုလို့ရှိရင်တုတ်ရည်မထွက်ကြတဲ့အကြောင်းရင်းကအများကြီးရှိတယ်ရုပ်ပိုင်းဆိုင်ရာအကြောင်းလည်းရှိတယ်စိတ်ပိုင်းဆိုင်ရာအကြောင်းလည်းရှိတယ်ရုပ်ပိုင်းဆိုင်ရာတွေကဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့စီးကျိုဆေးတွေတောက်နေရတာမျိုးတွေနော်စီးကျိုဆေးတွေကိုအာနှစ်ချေလာများတုံးနေရတာမျိုးတွေအောင်ကျော်အာမကောင်းတဲ့အတွက်ကြောင့်မို့လို့အဲဒီအာယုံကျော်စနစ်တွေချွတ်ရင်းနေတာမျိုးတွေပြီးလို့ရှိရင်သွေးတိုးသမားတွေနော်သွေးတိုး တွေးကြစီကိုပုံမှန်တောက်နေရတာမျိုးတွေပြီးလို့ရှိရင်စိတ်ကြတဲ့သူတွေเนาะစိတ်ဖြစ်စီမှုများတဲ့သူတွေစိတ်အတက်အကျမြန်တဲ့သူတွေဒီလိုမျိုးတွေမှာဆိုလို့ရှိရင်လည်းသူက အာတုတ်ရေထွက်တယ်အဲတုတ်ရေမထွက်တဘူးပေါ့နော်ပြီးလို့ရှိရင်နောက်ခါကျတော့ဗာလဲဆိုလို့ရှိရင်ခွဲစိတ်မှုလုပ်ထားတဲ့သူတွေပေါ့နော်အဲ့တော့စီးကျိတ်ရောင်းလို့ခွဲစိတ်တယ်ပဲဖြစ်ဖြစ်စီးကျောက်တယ်လို့ခွဲစိတ်တယ်ဖြစ်ဖြစ်ဒီလိုဘက်မှသွားပြီးတော့ထိခိုက်ကြရတဲ့သူတွေဆိုလို့ရှိရင်လည်းတုတ်ရေကမထွက်တဘူးပေါ့နော်အဲ့တော့တုတ်ရေမထွက်တဲ့အခါမှာဗာလဲဆိုလို့ရှိရင်သူဒီအဲကိုယ့်ရဲ့ဒီလိန်တန်းထဲကိုပြန်ပြီးတော့မှဒီတုတ်ရေကပြန်ဝင်သွားတဲ့အတွက်ကြောင့်မို့လို့အာစီးအိမ်ထဲကိုပြန်ဝင်သွားတဲ့အတွက်ကြောင့်မို့လို့တုတ်ရေကမထွက်တော့ခြင်းဖြစ်တယ် နော်အဲ့တော့ကိုကနေတဲ့ခါမှာဆိုလဲအဆင်ပြေတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်မရရှိနိုင်တာကကလေးလိုချင်တဲ့သူတွေမှာဆိုအခက်အခဲရှိတယ်အဲ့တော့ဘာလုပ်ရမလဲဆိုလို့ရှိရင်တော့ကျမတို့ကအန်ရီကင်းကင်းဘေးရှင်းရှင်းနဲ့အဲဒီတုပ်ရည်တုပ်ပိုးအားကောင်းမှုဘို့အတွက်ဆိုလို့ရှိရင်တော့စပါးစီမှာဖြစ်ဆက်တစားလေးတွေရှိတယ်အဲ့ဒါလေးတွေကိုစားမယ်ဆိုလို့ရှိရင်လည်းကိုရဲ့တုပ်ရည်ကလည်းပြဲချမ်းမာတဲ့တုပ်ရည်ကိုရရှိပြီးတော့မှအဲကိုကနေပြီးတော့မှကလေးကိုပေါ့နော်ညံရည်ကောင်းကောင်းနဲ့ခြေစုံလက်စုံအင်္ဂါစုံစုံနဲ့ အဲလိုချင်နေဆိုလို့ရှိရင်တော့ဒီလိုပြည့်စုံတစ္ဆာလေးတွေကိုပုံမှန်မီဝဲသုံးဆွဲပေးလို့လည်းရပါတယ်ရှင့်ဒီမှာကဒီအကြောင်းအရာလေးတွေကိုလိုင်းပြပြပေးနေတာကအမျိုးသားတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှလိုင်းပြဝင်မြပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မရဲ့ဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်လည်းအပေါင်းလေးနဲ့အသက်လေးပေးပြီးတော့သိချင်တဲ့အကြောင်းအရာလေးကိုကွန်မန့်မှာမှတ်ခဲ့ပြီး share ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နော် အမျိုးသားတစ်ယောက်ကကိုယ့်ရဲ့အသက်အရွယ်ရလာပြီဆိုတာနဲ့ကျမတို့ဟော်မုန်းတွေကကျလာပြီเนาะအဲ့တော့ကိုယ့်တယောက်တည်းကွက်ကျနေတာမဟုတ်ဘူးအမျိုးသားတိုင်းကသူ့အသက်အရွယ်ရောက်လာပြီဆိုတာနဲ့ကျမတို့ကဟော်မုန်းတွေကျလာပြီဒါအတွက်ကြောင့်မလို့ကိုကပန်းညိုခြင်းကိုလည်းဖြစ်နိုင်တယ်ပြီးရခါမှာဒီကောင်နဲ့ဝင်ကြည့်တဲ့အခါမှာဒီအကိုကအသက်အစားရှိတယ်ဒါအတွက်ကြောင့်မလို့သူဒီအာဒီပန်းညိုတဲ့ဝေဒနာကိုသူကစတင်ပြီးတော့ခံစားနေရပြီနောက်ဘက်မှာဆိုလို့ရှိရင်ကျမတို့ကဂယုမဆိုင်ပဲထားမယ်ဆိုလို့ရှိရင်ပန်းသေးသွားနိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့တော့ ့ကိုကနေပြီးတော့မှယောဂါလည်းနောက်ထပ်ထပ်ပြီးတော့မဝင်ရအောင်လို့အထူးပဲ view site ကမယ်။ကျမ်းမာရေးနေ့ချိန်ခန်းတွေလုပ်ရမယ်။အစားကိုလည်းတကယ်ကိုမှဟာရပြုတ်ဝစေတဲ့အစားစားစားပေးရမယ်။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ကျမတို့ကကျမ်းမာကိုကျမ်းမာရေးကိုညီညွတ်စေတဲ့အစားအစာတွေကကြတော့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ပုဆန်ရှိလူဒန်းစားတွေတော်တော်များများလောက်ပဲ။အဲတို့ကျမ်းမာရေးကို view site ပြီးတော့မှအစားအသောက်ကိုချွတ်ချွတ်ဥစားပေါ့နော်။ပြည့်ပြည့်ချေချာကစနစ်တကျနဲ့စားတယ်တော်တော်တော်လူလက်တန်းစားတွေကတော့ဒီလိုမျိုးပဲတမန်ကရှန်ကအနေနဲ့ကိုယ့်ရဲ့အဆင်ပြေတဲ့အ အစားအစာလေးတွေဆိုကြုံတို့စားလိုက်ကြမျိုးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအစားအစာမှာဆိုလို့ရှိရင်လည်းအဟာရချို့တက်တယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီလိုတောက်စားနေတဲ့အတွက်ကြောင့်မို့လို့လေအာကိုယ့်ရဲ့ဟော်မုန်းကကျတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်တစ်လမ်းကနေမဖြစ်မနေပြည့်စုံတဲ့စားလေးတွေကိုကူကယ်ပြီးစားပေးရပါမယ်ပြီးလို့ရှိရင်လိုအပ်တဲ့အဟာရဓာတ်လေးတွေအဲပြည့်စုံမှုအတွက်ကျွန်တော်တို့ကအားသေးလေးတွေနော်ဓာတ်စာလေးတွေကိုကူမေးပါတာလေကျွန်တော်တို့ကပန်းကလမ်းစမ်းမယ်နော်အဲ့တော့ကိုကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အာဒီဘဝမတုံးချင်ဘူးဆိုလို့ရှိရင်တော့အဲစောစီးစွာနဲ့ကိုအခုတိတာနဲ့ဖြစ်စောတဆာလေးတွေကိုအာပုံမှန်စားပေးမယ်เนาะကျမရဲ့လေ့ကျင့်ခန်းတွေလုပ်ပေးမယ်အဲဒါမျိုးလေးတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပန်းကအာပြန်ပြီးတော့လန်းဆန်းมาဖြစ်ပါတယ်တကယ်လို့ပေါ့နော်ဘာလေးတွေစားရမလဲသိချင်တယ်ဆိုရင်ကျမရဲ့ TikTok CV သို့မဟုတ်ကျမရဲ့ Viber မှာလာပြီးတော့မေးမြန်းလို့လည်းရပါတယ်ရှင့်